တန်ဂိုရီးယားနိုင်ငံရောက်တော်ဝဲလုံရဲ့အသင်း DYK ကိုတည်တောင်းခဲ့တဲ့စနီးနီခန္ဓာကိုပြီးခဲ့တဲ့မေလ၄ရက်နေ့ကတန်ဂိုရီးယားနိုင်ငံပို့ချုံအကစားကွင်းမှာကျင်းပခဲ့ပါတယ်။ခန္ဓာကိုမနစ်စန္ဒာကြီးကနေညနေ6:00အထိကျင်းပခဲ့ပြီးတယောက်လာသူတွေကိုဒဝဲရုပ်ရာမုတ်တွေဖြစ်တဲ့ဒဝဲမုံခါတနတ်တော့ဒဝဲမုတ်လက်တော့စားတဲ့စားတော့ဖွဲရတွေနဲ့အေကန်ကျွေးမွေးခဲ့တယ်လို့ ဒဝဲလူမြေအသိဒီဝိုင်ကေအိုရဲ့တာဝန်ရှိသူကပြောပါတယ်။စနစ်ပြည်အခမ်းအနားကိုအသိသူအသိသားတွေနဲ့ပြည်တာတရားကျော်တယောက်ခဲ့ပြီးဒဝဲလေးမျိုးနဲ့ကိုစားပြုပေါ်လို့ပြိုင်ပွဲကိုလည်းကြီးစုအားပေးခဲ့ကြတယ်လို့ဆိုပါတယ်။ပေါ်လို့ပြိုင်ပွဲမှာဒဝဲရှိဖြူလောင်းလူနေတဲ့ချောင်းမျိုးနဲ့ကိုစားပြုအသိတွေရှင်ပြိုင်ကစားခဲ့ကြပြီးတဲ့ချောင်းမျိုးနဲ့ကိုစားပြုပေါ်လို့အသိကအနံ့ရပိုးဆွဲသွားခဲ့တာပါ။ ကိုရီးယားရောက်တော်ဝဲလူငယ်အသင်းကို2014ခုနှစ်မေလမှာအသင်းဝင်49ဦးနဲ့စတင်ထူထောင်ခဲ့ပြီးပြည်တွင်းပြည်ပလူသားချင်းစာနာမှုနဲ့ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကိုစတင်လှူဆောင်လာခဲ့တာ အခုလ၄ရက်အနီးမှာဆက်နေပြီဖြစ်ပါတယ်။ တဝဲလူငယ်တင်ဟာ2025ခုနှစ်မလ28ရက်နေ့ကလောက်ခခဲ့တဲ့စကိုင်းငလင်းပေတွဲမန္တလေးတိုင်းနဲ့အင်းလီဒေသတွေကိုကူညီထောက်ပံ့ဝေးကြသိ190ကျော်လှူဒန်းခဲ့ပါတယ်။